ပထမဆုံးအနေနဲ့ဒါမြန်မာဘလုံးပြည်သက်တည်းရဲ့အသေးကြော်သားသမားလေးနဲ့ဒါတော့အသေးစိတ်အင်တာဗျူးရတဲ့အတွက်အများကြီးဝမ်းသာပါတယ်နော်ဘလုံးအားသားနည်းကိုဘာကြောင့်ချစ်မြတ်လုပ်ခဲ့ရလဲအာငယ်ငယ်လေးကဝါသနာပါတော့မနော်ဝါသနာပါတာကနေဆော်ရင်ဆော်ရင်လည်းလိုမျိုးအဲလေးစင်ကိုနိုင်ငံအတွက်ဆော့ပြီးချင်သွားတာပေါ့ဟုတ်တယ်။ဒါကြောင့်ပါပထမဆုံးဒီကစားသမားဘွားအစားဆိုပြည်ရင်းလေးမှာစပြီးကစားခဲ့ရလို့ကိုသိရတာပေါ့နော်ပြည်ရင်းလေးမှာရောဘလို့ ကစားပြီးခဲ့လဲနောက်ပြီးတော့ဖဲသင်းတွေမှာကစားပြီးခဲ့လဲအညီမဆက်ကစားခဲ့တာကတော့ကိုကျောင်းအတင်းကနေစပြီးတော့ကစားခဲ့ပြီးတော့ပြည်တွင်းဒီကကြာတော့ဟိုခဏပဲကစားခဲ့ရပါတော့ ISD အတွက်ခဏပဲကစားခဲ့ပါမပြည်လေးရနေပြီးတော့ American League ကိုကဘလို့ပြောင်းရွှေ့ပြီးတော့ကစားပြခဲ့လဲ။နောက်ပြီးတော့ American League မှာညီမရခဲ့လဲဒီတူးချင်း player record ရယ်။နောက်ပြီးအခုလက်ရှိပြောင်းရွှေ့ကစားနေတဲ့အသင်းအကြောင်းလေးကိုပြောပြပေးပါဦး။ ာညီမကတော့ဟို US မှာကြာတော့ကျောင်းအတွက်စာပြီးတော့ကစားဖြစ်တယ်အဲအားနေပြီးတော့သူကျောင်း college တက်ကကြာတော့နှစ်နှစ်ကစားရတယ်ပေါ့နော်နှစ်နှစ်ကစားရတဲ့အချိန်မှာပထမနှစ်မှာ second team all conference ရတယ်ပြီးတော့ဒုတိယနှစ်ကျတော့ MVP ရယ် first team ရယ်ဘယ်လိုသူတို့ eight ဆူရတယ်နော်အဲအားနေရတစ်ဆင့်ဒီပြန်လာတဲ့အချိန်မှာလို့လေးစင်နဲ့ပူပေါင်းပြတာအခုလက်ရှိကျောင်းရှိကစားနေတဲ့ကလပ်အတင်းကျောင်းဆက်ပြောပါ အခုကကြာတော့ညီမ UPS ဆော်ဆိုဆော့နေရအခုလက်ရှိကတော့ LFC ပေါ့နော် LFC တော့ဆော့နေတယ်ဒါပေမဲ့ဒီအသင်းကနေတော့အသင်းပြောင်းဖို့အတွက်တော့အစီအစဉ်ရှိရပြီအခုတော့အမေရိကန်မှာလည်းဆော့တယ်အခုမြန်မာနိုင်ငံမှာလာဆော့တယ်ဆိုတော့နှစ်နိုင်ငံချိန်ကွာမှုကြာမှာညီမတွေကဘယ်လိုထိန်းချိန်ပြီးတော့ကင်တွေ့နေရလဲဒါကတော့တော်တော်ခက်ခဲလို့ပြောရမှာပေါ့နော်အဲဆိုညီမလည်းအကြောင်းတစ်ဖက်နဲ့ဒီအချိန်မတူညီမှုနဲ့ပြန်ပြီးတော့ balance လုပ်ရတာပါညာရောခက်ခဲရရှိတယ်ဒါပေမဲ့ခု သူကသူအဆင်ပြေသွားတာပဲသူကသူ slow နေတဲ့သူပထမစစရင်တော့ခက်တယ်သူကဆက်မဲ့ပြီးတော့အဆင်ပြေသွားအကွာပညာရေးမှာလည်းကွာဒီဇိုင်းမမကျိုးစားနေရတယ်အကစားမှာလည်းထူးချောင်ကျိုးစားနေရတယ်ဆိုတော့အဲ့ဒီပညာရေးနဲ့အကစားကြားမှာဟန်ချက်ညီညီဖြစ်အောင်ညီမနေနဲ့ဘလို့ဖြတ်တည်နေရတာညီမတော့ညီမသူအချိန်နဲ့သူအကန့်တတ်ထားပြီးတော့လေ့ကျင့်ရမယ့်အချိန်မှာလေ့ကျင့်တယ်စာကြားရမယ့်အချိန်မှာစာကြက်တယ်အဲ့လိုမျိုး အများကြီးမလုံနိုင်ရင်တော့မှ training ကိုအဲ့လိုနည်းနည်းလေးမမလုံထားဆက်စာလို့ရှိရင်တော့နည်းနည်းလေးတော့လုပ်ဖြစ်အောင် ဟိုအရင်တော့ကလည်းဒါတန်းလိုက်လေဘေးစင်တွေမှာကစားခဲ့ဘူးလို့ကြားတယ်ဗောနော်အဲ့တော့အကြောင်းလေးတွေမိတ်ဆက်ပြောင်းဘယ်အသင်းတွေမှာကစားခဲ့ဘူးလဲညီမရရှိစားခြင်း U16 နဲ့စားခဲ့တယ်စားခဲ့ပြီးတော့အဲ့ဒါနေပြီးတော့ uh under 19တက်ဆော့ခဲ့တယ်ဆော့ခဲ့ပြီးတော့ကြောင်းတက်တယ်ဗောနော်အမှခဏ break လုပ်ပြီးတော့အခုလေးစင်တင်နေပြန်ပြီးတော့ဒီပေါ့နော်အခုအဲ့တော့ကလည်းဒါတန်းလိုက်လေဘေးစင်မှာကစားတယ်ဗောနော်အခုအချိန်နည်းနည်းလေးကြာမှာ ဒီလေဝဲစင်အသင်းကိုပြန်ရောက်လာတယ်ရောက်လာတဲ့အချိန်မှာကျတော့အရင်နဲ့မတူဘဲနဲ့ပရိသတ်ရဲ့အထူးအာရုံစိုက်မှုအာရုံစိုက်ခြင်းခံနေရတဲ့နေသားတစ်ခုနဲ့ပေါ့နော်ကစားရတဲ့အခါမှာကို့အတွက်ဖျားတွေဖြစ်ပေါ်စီလာတကယ်လို့ရှိရဆိုရင်အဲ့ဖျားတွေညီမတွေလည်းဘလို့ကြော်ဖြတ်ခဲ့ရတယ်ဟုတ်ဖျားရတော့ရှိရပေါ့နော်အခုပရိသတ်တွေရောအကုန်လုံးအဲ့လိုမျိုးပြောနေတဲ့အချိန်မှာလိုမျိုးကစားရတဲ့အချိန်မှာ pressure တော့တော်များတာပေါ့နော်ဒါပေမဲ့ညီမကတော့အဲ့လိုကိုယ့်ဘက်ကိုအစွမ်းကုန်စူးစမ်းနိုင်လို့စူးစမ်းပြီးဖို့ညွှန်ပြပါတယ် ။ဒါပြီးခဲ့တဲ့ဒီဘောဖိတ်ကောဖလားပြိုင်ပွဲမှာဆိုရင်ဒါဂိုးရီလက်သွင်းခဲ့တယ်ဖလားလက်ရခဲ့တယ်ဆိုတော့အဲ့တော့နိုင်ငံအသင်းအတွက်ဂိုးသွင်းရတဲ့အခိုက်အတန့်မှာဒီမနေ့လည်းဘယ်လိုခံစားခဲ့ရလဲ။တော်တော်ဝမ်းသာပါပဲ။ဒီ air feeling ကိုဖျောက်လို့မရဘူးပေါ့နော်။ထပ်ပြီးတော့ဂိုးသွင်းခြင်းစိတ်တွေပေါ်လာတော့။အခုလက်ရှိနေတဲ့အစီအစဉ်တွေမှာအသင်းနဲ့အသားကြဖြစ်နေပြီလား။အာညီမအကိုရင်ပြောရင်တော့တိတ်အာမရလေးပေါ့နော်။ကိုကိုအခုမှလည်းပြင်ရောက်တာဖြစ်တဲ့အတွက်အခုမှ training ပြန်အစ်စ်ကလည်းပြန်ဆားလို့မျိုးဖြစ်နေတဲ့အချိန် ဖြစ်နေတော့ပုဂ္ဂိုလ်ရောအားမရသေးဘူးဒါပေမဲ့ဆက်ပြီးတော့ကြိုးစားဖို့အခုဒါကိုယ့်မြေကိုယ့်ရေကိုယ့်ပရိသတ်ရှင်းမှာကစားခွင့်ရရမယ်ဆိုတော့ဘယ်လောက်ထိစိတ်လှုပ်ရှားခြင်းကုန်နေလဲစိတ်လှုပ်ရှားပါရဲ့ကြာရခဲ့လို့မှာအခုဒီအရှာပလာခြေစဉ်ပွဲပြင်ဟောနောက်ထပ်ဘယ်ပြိုင်ပွဲတွေအတွက်ပါဝင်ပြီးတော့ကစားသွားပေးဖို့ရှိလဲဒီအရှာပလာပြီးလို့ရှင် AFF အာချန်ပီယံရှစ်အတွက်တော့ကစားဖို့ရှိပါတယ်စီးကိန်းမှာညီမတွေနဲ့ပါဝင်ကစားနိုင်ခြင်းရှိလား အဲဒါကတော့တေချာတော့မသိသေးဘူးနော်ကျောင်းကျောင်းဘက်ကခုပြီးကြရလို့ရှင်တော့ကစားပြစ်ပါတယ်အခုဒါမြမလေးစင်မျိုးသမီးအသင်းရဆိုရင်သူတို့မှာကပဖလာဝင်ခွဲဆိုအိမ်မရှိရဘောနော်အဲ့ဒီအိမ်မပေါ့ညီမရဲ့အမြင်နဲ့ညီမအနေနဲ့ဘယ်လောက်ထိပါဝင်ပြီးတော့အားဖြစ်ကစားသွားမလဲတက်နိုင်သေးကိုတက်နိုင်လောက်ကူညီကူညီရပါတယ်ဟုတ်โอเคလာမယ့်ဒီအာရှဘလာခြေစစ်ပွဲစဉ်ကိုပြည်သက်တွေကွင်းပြေကွေရှင်လာရောက်အားပေးဖို့တော့ဖိတ်ခေါ်ပေးပါ အကောင်းလုံးဘယ်ကနေပဲဖြစ်ဖြစ်ဟိုတက်နိုင်ဆုံးလာရောက်အားပေးဖို့တောင်းဆိုချင်ပါတယ်ပြီးတော့အတောင်းဆိုချင်ပါတယ်